နရသမိမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်စီုံလွှဲမှာပါစေ2025ခုနှစ်နဝင်ဘာလ9ရက်နေ့တနင်္ဂနွေသားသမီးများအတွက်ဒီနေ့တာဟောစရံဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာ ဝမ်းသာစရာတွေ အောင်မြင်မှုတွေကစတိုက်ဆိုသလိုမျိုးတစ်ခုပြီးတစ်ခုရရှိတတ်တဲ့ရွှေရတနာအလားကုန်အလားပြင်ဆိုင်အမှုပညာနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေလည်းဒီနေ့အတွက်အကျိုးပေးမယ်အောင်မြင်မယ်အရှင်ပြေမယ်နော်ကျမကြီးအနေနဲ့လည်းကိုလက်ရရန်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့ အယောင်မှာအဝါအယောင်နဲ့ရွှေဝါအယောင်ပဲဖြစ်ပါတယ်။ရေလျာအနေနဲ့မိမိအရှိပြားမှာစီမီ၅တိုင်းကလူပြားမှာဖြစ်ပါတယ်ရှင်။ခொနီယသားမိမိရှင်များလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်းတဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်းတဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ရှင်အောင်လွှဲမပါစေ။ 2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟောစရံပဲဖြစ်ပါတယ်တနင်္လာသာသမီများအတွက်ဒီနေ့မှာ ဆညစ်ဆရာတွေကျွန်ဆညစ်ဆရာများ ਨੇ နှစ်ချိန်နှစ်ခါကြုံရတတ်တယ်။ဘာပဲလုပ်လို့ဒီနေ့မှအစင်မပြေမှုတွေက တောက်လျှောက်ဆိုသလိုမျိုးကြုံရတတ်တယ်။ဒီနေ့အတွက်အနက်ရောင်ကိုလုံးဝအတုံးမပြူနဲ့နော်။ယနေ့အတွက်ဂျမ်းမာရီကိုသာအထူးပြုဆိုင်နော်။ချစ်သူစီမလည်းလက်ဆောင်ကောင်းတွေရရှိတတ်တယ်။ဂျမ်းမာရီအနေနဲ့ပွားနဲ့ပသက်တဲ့သွေးနဲ့ပသက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အချိုးပေးတဲ့ကနန်းကတော့ငားနဲ့ ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအပြာရောင်နဲ့ရှူဝါရောင်ပဲဖြစ်ပါတယ်။ရရားအနေနဲ့မိမိအရှိပြားမှာပန်းသီးသုံးလို့ကလူပေးရမှာဖြစ်ပါတယ်ရှင်။ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတ်တတ်ဆင်အောင်လွှဲမပါစေ။ 2025ခုနှစ်အောက်တိုဘာလ9ရက်နေ့အင်္ဂါသာသမီများအတွက်တနေ့တောင်ဟောဇရန်ဖြစ်ပါတယ်။အင်္ဂါသာသမီများအတွက်ဒီနေ့မှာသာသမီအောက်လက်ငယ်သားတဦးအတွက်တယောက်အတွက်ကိုတော်တော်ဆိတ်ရှုပ်ရတတ်တယ်။စိတ်တော်ကတွေလည်းတအားကြီးကိုနာနေတတ်တယ်။ အိမ်နေရာတိုင်ငင်းအလုပ်နေရာတိုင်ငင်းနဲ့ပတ်သက်တဲ့အိမ်နေရာတိုင်ငင်းနဲ့ပတ်သက်ပြီးသွားလဲဒီနေ့အတွက်မှာကောင်းတယ်နော်ကောင်းတဲ့အပြောင်းအလဲတွေနဲ့ဂျူလီယာတန်တဲ့အချီးရင်းမှာလဲဒီနေ့မှာဝေးလေကောင်းလေဆိုသလိုမျိုးတွေဖြစ်နေတတ်တယ်ကျမရဲ့အနေနဲ့လဲတတိသာနော်ခြေတော့မှာထိခိုက်တန်ရရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့သုံးနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအပြာရောင်နဲ့အနက်ရောင်ပဲဖြစ်ပါတယ် ရရအနေနဲ့မိမိအိမ်ရှိပြားမှာပဲမုတ်၃ခုကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ခဏရသားမိမိရှင်များအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုရှောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုရှောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်အောင်လွှမ်းပါပါစေ။၂၀၂၅ခုနှစ် နိုဝင်ဘာလ9ရက်နေ့ဗုဒ္ဓဘုရားသမီးများအတွက်တနေ့တာ ဟောစတဲ့ဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာအလုတ်ထဲမှာစိတ်မပါပဲဖြစ်နေတဲ့တဲ့စိတ်မပါတာစိတ်လေနေတာအလုတ်မသွားချင်တာအလုတ်မှာအဆင်မပြေတာမျိုးတွေစိတ်တွေတအားမွန်းကျက်တာမျိုးတွေဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့ကြုံရတဲ့တဲ့ အယစ်ပစ္စည်းတွေဆိုရင်လေတစ်ခုပြီးတစ်ခုဆိုသလိုဒီနေ့မှပြုပြင်ရတဲ့ပြင်ဆင်ရတဲ့အပြက်စီအပြက်တွေလည်းနည်းနည်းများတဲ့တယ်နော်လူမျိုးကြားဘာသာကြားတွေရှိကနေပြီးတော့အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိတဲ့ဝေးကြီးကံတွေကောင်းတယ်နော်ဝေကံကောင်းတယ်ကျမ်းမာရေးအနေနဲ့ ကိုလည်းရရန်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချစ်ရဲမှလည်းချစ်သူကမိမိကိုအထင်မြင်လွဲစရာများနေဒီနေ့မှကြုံရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့တင့်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်မှာအစိမ်းအောင်နဲ့အနီရောင်ပဲဖြစ်ပါတယ်။ရေရာအနီနဲ့မိမိအရှိပြားမှာပေါင်ဖို့၅ချက်ကလူပြားမှာဖြစ်ပါရှင်။ခုနှစ်ရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ ိဋ္ဌသဘောကိုရှောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုရှောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်အောင်လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကျသာပရိသသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်ကျသာပရိသသမီးများအတွက်ဒီနေ့မှာ ရှစ်တော့ခက်နောက်ဆိုခက်တာမျိုးဖြစ်တတ်တယ်ဟိုလှုပ်လည်းမပြီးဒီလှုပ်လည်းမပြီးဟိုတန်းလန်းဒီတန်းလန်းဆုံပြားခက်တဲ့အခြေအနေမျိုးတွေဆုံပြားခက်တာဝေခွဲရခက်တဲ့နေမျိုးဖြစ်ပါတယ်အယောင်းအဝယ်တွေကတော့ဒီနေ့ကောင်းတယ်နော်လက်တွေရွှင်မယ်ငွေကြေးကန်လည်းအလွန်ကောင်းတဲ့အစဉ်ပြေမယ်ကျမ်းမာရေးအနေနဲ့သွားကြိုက်တဲ့သွားနာတဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့တင်းနဲ့သုံးဖြစ်ပြီးတော့အကျိုးပေးတဲ့ ยอมมาอนิยามเนี่ยพี่มีเอชิบยามาสมุจาตองกุลกลุเปียมาจบาร์เชนคนยาดามีเมื่อเช้ามาอาลูมิงลามาเชนไอ้ท่าตัวกูสาวเนี่ยเขาเนี่ยเขาเบื่อจัดวีกามังกันบีโรอันนี้ท่าตัวกูสาวเนี่ยมาเขาเนี่ยเขาเบื่อจัดวีกาตัดเส้นลุยมาบาเซ 2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့တောက်ကြတာသမီးများအတွက်တနေ့တာဟောစဒန်ဖြစ်ပါတယ်။တောက်ကြတာသမီးများအတွက်ဒီနေ့မှထင်ငော့ကြံ့ကြာနေတဲ့ကိစ္စတွေကဒီနေ့အတွက်ကောင်းတဲ့ကောင်းသောအပြောင်းလဲတွေဖြစ်ပြီးတော့ပြေးလဲမယ်အဆင်ပြေမယ်အောင်မြင်တတ်တယ်နော်။လက်လွန်နေတဲ့ငွေအကြီးတွေလည်းမရည်ရွယ်ပဲနဲ့မတင်မပဲနဲ့ဒီနေ့မှပြန်ပြီးတော့ရရှိတတ်တယ်။အခြေအနေမှလည်းတာရတယ်နော်။ ချမ်းမာရေးအနေနဲ့ကိုယ်လည်းရရန်တဲ့ရင်ပတ်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့တင်းနဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာအစိမ်းအောင်တဲ့အစိမ်းရင်းရင်းအရာပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိဖျားမှာလပိတ်ရေကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနီယသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် အိဋ္ဌသဘောကိုရှောင်တဲ့ ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စင်အောင် လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့စနေသားသမီးများအတွက် တနေ့တာဟောစရံဖြစ်ပါတယ်။စနေသားသမီးများအတွက်ဒီနေ့မှာပညာရေးကိစ္စတွေသင်တဲ့ကိစ္စတွေမှာအခွင့်အရေးကောင်းတွေပေါ်လာတတ်တယ်။ဆရာကောင်း၊သမားကောင်းတွေနဲ့လည်းဆုံတွေ့ရပြီးတော့ပညာရေးနဲ့ပတ်သက်တဲ့ပညာရေးကိစ္စသင်တဲ့ကိစ္စအင်တာဗျူးကိစ္စတွေအောင်မြင်မယ်အရှင်ပြင်မယ်နော်။လက်ရှိရဲ့အလုပ်ကိုလည်းတိုးချဲ့ရတာမျိုးတွေလုပ်ငန်းအသစ် စတင်ရတာမျိုးတွေလည်းပေါ်လာတတ်တယ်။ရရရရှိတဲ့ငွေကြီးတွေကမရည်ရွယ်ပဲနဲ့မထင်မှတ်ပဲနဲ့ငွေကြီးတွေပြောင်းလာတတ်တယ်။ကျမ်းမာရေးအနေနဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ငါးဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာအဖြူရောင်နဲ့ရွှေဝါရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအရှိပြားမှာပဲပလာတာ ကလူပြားမှာဖြစ်ပါရဲ့ရှင်။